တနင်္ဂနွေသားသမီးတွေကိုဒီရက်ပိုင်းတွင်မှာသူများကလာတိုက်လေကိုကပြောင်းလေဆိုတော့နမိတ်မျိုးလဲကြုံတွေ့ရတတ်ပါတယ်အခက်ခဲအချက်တဲများကိုကြော်လွန်ပြီးမှအစင်ပြီးအောင်မြင်မှုများရရှိမှဖြစ်ပါတယ်ကျမအခုပြောပြမှာတော့2025ဂျွန်လ1ရက်ကနေပြီးဂျွန်လ9ရက်တွင်မှဖြစ်ပေမဲ့ ခုနှစ်ရဲ့သားသမီးလေးတွေရဲ့အကြောင်းအရာလေးကိုပြောပြမှာဖြစ်ပါတယ်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တစ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ယခုပြောပြမှာတော့2025ဂျွန်လတရက်ကနေပြီးတော့ဂျွန်လခုနှစ်ရက်တွင်းခုနှစ်ရက်သားသမီးလေးတွေ ရှောင်ရံဆောင်ရံလေးကိုပြောပြမှာဖြစ်ပါတယ်။တနင်္ဂနွေသာသမီတွေဖို့ဒီတစ်ပတ်အတွင်းမှာတော့နည်းနည်းလေးအခက်အခဲလေးတွေ့ရတတ်တယ်။ကိုလုံမဲ့လုပ်ငန်းမှုနည်းနည်းလေးအဖြက်စီးတွေအနောက်ရက်လေးတွေပေါ်တတ်တဲ့ချိန်ကာလဖြစ်ပါတယ်။ဒါပြင်မဲ့လေတနင်္ဂနွေသာသမီတွေကိုဒီရက်ပိုင်းတွင်မှာ သူများကလာတိုက်လေကိုကပြောင်းလေဆိုတဲ့နမိတ်မျိုးလေးကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့်လေတနုနေသားသမီးတွေဟာဒီရက်အပိုင်းချအတွင်းမှာ စီးပွားရေးလုပ်ငန်းကိုအခက်အခဲအကျတဲများကိုကြော်လွန်ပြီးမှအဆင်ပြေအောင်မြင်မှုများရရှိမှဖြစ်ပါတယ်။ဆားလုခါစားမှာတော့စိတ်ပင်ပန်းခြင်းချုပ်ငှတ်တတ်ပါတယ်။နောက်ဆုံးအောင်မြင်မှုရရှိတတ်ပါတယ်။အရေးကြီးတဲ့ကိစ္စများအတွက်လူကြီးသူမှဆရာသမားများထံမှအကြံဉာဏ်များတောင်းခံပြီးအကောင့်ထဲပေါ်လုတ်ကင်မြင်ဖြင့်အစီ ြေမှုများအောင်မြင်မှုများရရှိသွားနိုင်တဲ့ကာလဖြစ်ပါရဲ့ရှင်။ဝန်ထမ်းဖြစ်ပါကလည်းအချင်းချင်းအပြိုင်ဆိုင်တွေတိုက်ခိုက်များကြုံတွေ့ရပြီးကိုယ့်ကိုယ်အထင်လွှဲမှားမှုတွေဆွတ်ဆွဲပြောဆိုမှုတွေနဲ့ကြုံတွေ့ရတာမျိုးရှိတတ်ပါရဲ့။ဒါပေမဲ့လည်းကိုယ့်ရဲ့သီးခံအားထုတ်မှုကြောင့်ဒီအခြေအနေကိုလွန်မြောက်သွားမှာဖြစ်ပါရဲ့။ငယ်ရွယ်သူတွေဖို့ချစ်သူနဲ့အပျော်ခီးသွားမဲ့ကာလဖြစ်ပါတယ်။ ိန်အောင်ရှင်ဖြစ်ပါကဆွေမျိုးအတိုင်းဝိုင်းတွင်းမှာနည်းနည်းလေးစိတ်ညစ်စရာကြီးကြုံရပြီးကိုယ်တန်ရပါဝင်ဖြည့်ရှင်းရမယ့်ကာလဖြစ်ပါတယ်။ကျမ်းမာရေးတော့နည်းနည်းကျူဆက်လိုက်ပါ။အစာအိမ်နဲ့ပတ်သက်ဝိဒနာအစာမကြည့်တဲ့ဝိဒနာတွေမျိုးကိုခံစားတတ်ပါတယ်ရှင်။ဒီရက်ပိုင်းတွင်းမှာမိဖွားမဲ့ကလေးတွေဆိုရင်တော့တနင်္ဂနွေဖွားလေးကိုမယူပါနဲ့ရှင်။ငဲနဲ့လေးညံ့တတ်ပါတယ်။ ီတစ်ပတ်ထမှာခရီးသွားမယ်ဆိုရင်လည်းကံကောင်းတဲ့ညလေးဖြစ်ရွေးချယ်မယ်ဆိုရင်တောက်ကြရင်ကြာသာပရိနိလီရာကံကောင်းတဲ့ညလေးဖြစ်ပါတယ်တွင်းုံးလေးသားသမီးတွေပြောတာနော်နောက်ကံကောင်းတဲ့နံပါတ်လေးကတော့နှစ်ကနန်း၃ကနန်း၇ကနန်းဖြစ်ပါတယ်ကံကောင်းတဲ့အယောင်လေးကတော့ဒီတစ်ပတ်အတွင်းမှာဆိုရင်အဝါယောင်လေးဟာကံကောင်းနေတဲ့အယောင်လေးဖြစ်ပါတယ်ဒါကြောင့်လေဒီရက်ပိုင်းပိုင်းချမှာတွင်းုံးလေးသားသမီးလေးတွေ ကံကောင်းတဲ့ကံကောင်းအောင်မိမိနေရဖျားမှာအုံးထမင်းလေးလှူထမ်းလိုက်ပါရှင်ကံကောင်းခြင်းဤပိုင်ဆိုင်သွားမှာဖြစ်ပါတယ်ဒီရက်အတ္တရအတွင်းမှာဘယ်နှစ်သားသမီးတွေကရှောင်းစရာရှိတာလေးရှောင်းမင်းဆောင်းစရာရှိတာလေးဆောင်းမဲ့နမိတ်တွေကိုဖော်ပါတယ်ထို့အတူပဲညံ့တဲ့ကိစ္စတွေကိုမလုပ်ဖို့ကို့အတွက်အနောက်ရက်ပြင်းမဲ့ဇာယူလေးရှောင်းရှားနိုင်စီတတ်တဲ့ သဘောတဘဝတွေကောင်းစွာ ပြောပြပြီးမှဖြစ်တဲ့အတွက်အာလုံအာလုံခုနှစ်သားသမီးမကပါကရှစ်ရသားသမီးတွေပါအကျိုးများကြပါစေအကျိုးပွားကြပါစေလို့ဆုတောင်းမေတ္တာပို့လိုက်ပါတယ်